တနင်္လာနေ့တိုင်းလောင်လုံးမြို့နယ်မှာစစ်ကွန်မရှင်တပ်ကအင်အားများပြားနဲ့တရားဝင်တရားထက်လူဝေစီလိုက်လံကောက်ယူနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းလာမှာစစ်ကွန်မရှင်တပ်တွေပါဝင်ဌာနဆိုင်ရာဝန်ထမ်းတွေဟာလောင်လုံးမြို့နယ်ကမြုံကွင်းကျေးရွာအုပ်စုထက်ကကျေးရွာတွေထက်ကိုလူဦးရေနဲ့အိတ်ထောင်စုစည်ရင်ကိုလိုက်လံကောက်ယူနေတာ ဖြစ်တယ်လို့ကမြုံကွင်းရွာခတ်တအုပ်ကဆိုပါတယ်။ အဆိုပါစစ်ကော်မရှင်တပ်လက်အောက်ခံဝန်ထမ်းတွေဟာရွာထက်ကနေအိမ်တွေမှာလူပနေရောက်ရှိလဲနေအိမ်မှာမရှိတဲ့သူတွေကိုဖယ်သွားလဲဘာသာလို့လဲဆိုတဲ့အမိကုန်းတွေကိုမိမြခဲ့တယ်လို့အထက်ပါဒေသခံကဆက်ပြောပါတယ်။ကျေးရတဲ့မှာလူဦးရေစီးရင်လက်လန့်အောက်ယူနေတဲ့ချိန်စစ်ကော်မရှင်တပ်တွေဘက်ကဝိုင်းတွဲမျိုးစားလေရင်နဲ့ကင်းထောက်နေခဲ့တယ်လို့တွန်းလိုင်းရဲဘော်တွေရဲ့ပြောပြချက်ရသိရပါတယ်။အခုလောစစ်ကော်မရှင်တပ်လူဦးရေစီးရင်လိုက်လံကောက်ယူတာဟာရေကောက်ပွက်တဲ့ လိုက်လံစီယူနေတာဖြစ်ပြီးမှာယူနေတဲ့မက်ဆီအတွက်ပြန်လည်စစ်ဆင်နေတာဖြစ်တယ်လို့တော်လန်ရေးတက်ကြလှုပ်ရှားသူကပြောပါတယ်2025ခုနှစ်လမယ့်ဒီဇင်ဘာလမှာစစ်ကော်မရှင်တပ်ကပြုလုပ်မဲ့ရေကောက်ပွဲမှာတနင်္သာရီတိုက်တွင် လောင်လုံမျိုးနယ်လဲပါဝင်ပြီးလောင်လုံမျိုးနယ်မှာတေးရပောင်တရားကျော်ရှိပါတယ် အဆိုပါကျေးရွာများနဲ့လောင်းလုံမျိုးပေါ်နဲ့အနီးတစ်ဝိုက်ရွာတွေကိုစစ်ကွမရှိတပ်ကထိန်းချုပ်ထားပြီးတော်လိုင်းရီတပ်တွေထိန်းချုပ်ထားတဲ့ကျေးရွာတွေမှာတော့စစ်ကြောင်ထိုးဝင်ရလာတဲ့စစ်ကောင်စီတပ်သားတွေကိုဖျက်တောက်တိုက်ခတ်နေတာကြောင့်နေတန်းကြီးပါလက်ဖက်တိုက်ပွဲတွေဖြစ်ပါနေတဲ့အတွက်စစ်အုပ်စုရဲ့ရေကောက်ပွဲကိုစစ်ပနိုင်မှာမဟုတ်ဘူးလို့တော်လိုင်းရီတပ်တွေရဲ့သတင်းရင်းမြစ်တွေကသိရပါတယ်ရှင်